ရိကန်ရဲ့ပိတ်ဆို့ရေးယူမှုကိုခံခဲ့ရတဲ့ရုရှားကုမ္ပဏီတွေစီကရေနံဝယ်ယူမှုတွေကိုတရုတ်အစိုးရပိုင်းရေနံလုပ်ငန်းတွေကရပ်ဆိုင်းထားလိုက်ကြောင်းသိရပါတယ်။အခုသတင်းပတ်ထဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်တဲ့ Rosneft နဲ့လူခွာရေးတို့ကိုစီးပွားရေးပိတ်ဆို့အရေးယူကြောင်းအတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။အဒီနောက်မှာတော့တရုတ်ကုမ္ပဏီတွေကရုရှားရေနံတွေကိုပင်လယ်ရေကြောင်းကနေတင်ပို့မှုတွေကိုဆိုင်းရလိုက်ကြလို့ဆိုပါတယ်။ရုရှားစီကအဓိကရေနံဝယ်လနိုင်ငံတစ်ခုဖြစ်တဲ့အိန္ဒိယကလည်း အမေရိကန်ရဲ့အဲ့ဒီပိတ်ဆို့အရေးယူမှုကြောင့်ရုရှားရင်းနှီးတွေကိုပင်လယ်ရေကြောင်းကနေတင်သွင်းနေတဲ့ပမာဏကိုတိတိတသားရှော့ချသွားမယ်လို့ကြေညာခဲ့ပါတယ်။ Trump ကယူကရိန်းစစ်ပွဲရဲ့ဆေးရဲအတွက်ရုရှားအစိုးရရဲ့အဝိလေကြောင့်ပတ်လုံနေမှုတွေကိုဖိအားပေးဖို့အခုလိုအရေးယူပိတ်ဆို့မှုတွေတတ်မှတ်ကြတာဖြစ်ကြောင်းစစ်ပွဲရက်သွားရင်အဲ့ဒီပိတ်ဆို့မှုတွေလည်းအများဆုံးပယ်ပြတ်သွားမှာဖြစ်ကြောင်းပြောပါတယ်။တရုတ်အစိုးရပိုင်းရင်းနှီးလုပ်ငန်းတွေဖြစ်ကြတဲ့ Petro China, Sinopec, CNOOC, Zhenhua Oil တို့ဟာ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့အရေးယူပိတ်ဆို့မှုမူဝါဒတွေကြောင့်ရုရှားရဲ့ပင်လယ်ရေကြောင်းရေနံတင်သွင်းမှုတွေကိုအ ਨੇ ဆုံးရေတိုကာလတစ်ခုထိရန်နာထားမယ်လို့နေဆက်သူတွေက ပြောပါတယ်။ကုမ္ပဏီ၄ခုကတော့ဒီဆုံးဖြတ်ချက်ပေါ်တရားဝင်မှတ်ချက်မပေးသေးပါဘူး။တရုတ်ဟာရုရှားစီကနေတနည်းကိုပြန်မြအရေးနံစီပေါင်းတည်ထမ၄သန်းလောက်တိကိုပင်လယ်ရေကြောင်းလမ်းကနေတင်သွင်းနေတာ ဖြစ်ပါတယ်။အဲ့ဒီတဲကရေနံအများပြားကိုတရုတ်အစိုးရပိုင်းမဟုတ်တဲ့ပုဂ္ဂလိကရေနံချက်စက်ရုံတွေကနေမှာယူနေတာဖြစ်ပြီး အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုကြီးညာချက်အပြီးမှာတော့ဝယ်ယူမှုအများစုကိုတရုတ်ကအစိုင်းကန့်ထားလိုက်တာဖြစ်ပါတယ်။တစ်ဖက်မှာတော့ Rosslyn နဲ့လူခွိုင်းကထုတ်လုပ်တဲ့အရင်အများစုကိုဂျာကန်ကုမ္ပဏီတွေကတဆင့်တရုတ်စီတင်ပို့နေတယ်လို့လေလာသူတွေကထောက်ပြထားပါတယ်။တရုတ်ဟာရုရှားစီကပိုက်လိုင်းတွယ်တန်းပြီးတင်သွင်းနေတဲ့အရင်ပမာဏကလည်းဒီနေ့ကိုရေနံစီပေါင်း9သိန်းစာလောက်ရှိပါတယ်။အဲ့ဒီရေနံအလုံးကို Petro China ကုမ္ပဏီကဝယ်ယူနေတာဖြစ်ပြီး American ရဲ့အရေးယူပိတ်ဆို့မှုကတော့ အဒီတင်သွင်းမှုလမ်းကြောင်းအပေါ်ကြီးကြီးမားမားထိခိုက်စေဘဲမရှိကြောင်းသိရပါရှင်